မဒီနေ့ကတော့ပေါ့လေကျွန်တော်တို့တို့ Aristotle နဲ့ပတ်သက်ပြီးတော့ Aristotle ကိုကျွန်တော်တို့ခုလက်ရှိပညာရှင်တွေကနေပြီးတော့ပထမဆုံးဒတ္တအနိကဗေဒပညာရှင်ကြီးလို့ပြောကြသလိုသူဟာအိပ်ပံပညာရဲ့သူတေသနာကိုစတဲ့ဖခင်ကြီးလို့ပြောခဲ့ကြတာပဲအဲသူဘာကြောင့်မို့ဒီလိုပြောခဲ့ရသလဲဆိုတာကိုကျွန်တော်တို့တို့ဟိုလေးလာအာကြည့်ကြအောင်ပါအဲ့တော့ Aristotle ကသူကပြောခဲ့တဲ့အထက်မှာ ဟိုပလေတိုနဲ့မတူတာပလေတိုကစာအုပ်အော်တော့ရေးခဲ့တယ်ဒါပေမဲ့သူကခုနပြောသလိုပဲ dialogue ဆိုတဲ့စကားပြောတဲ့နိဟန်နဲ့ရေးခဲ့တယ်ပေါ့အော်ဒီ aristotle ရောက်လာတော့လေသူကစာအုပ်ပြီးတော့ထုတ်တာတော့မဟုတ်ဘင်းနဲ့အဲသူက note စေပေါ့အကြောင်းအရာတိုင်းအကြောင်းအရာတစ်ခုတိုင်းကိုသူက note စေနဲ့ရေးလာတဲ့အတွက် သူဘာတွေသူတင်လာလုတ်ခဲ့တာအဲ့ဒီကိုနောက်ပိုင်းအလူတွေကတိခဲ့ကြတာပေါ့နော်။သူကဘာတွေလုတ်ခဲ့တယ်လဲလို့လို့ပြောရင်သူကပထမတက်အနေနဲ့ logic တွေရဲ့အမျိုးအစားတွေကိုသူကခွဲပြားခဲ့တယ်။နောက်ပြီးတော့သူကကြိုတင်သုံးသက်ချက်တာတွေကိုဘယ်လိုလုပ်ရသလဲ။နောက်ပိုင်းဘာတွေဖြစ်လာနိုင်မလဲ။အအနာဂတ်မှာဘယ်လိုဟာမျိုးတွေဖြစ်လာမလဲဆိုတာလေကြိုတင်သုံးသက်ချက်တွေအဲဒီကိုဟိုသူကသုံးသက်တာတွေလည်းပါတယ်။ နောက်ပြီးတော့ဘလို့ topic တွေဘလို့အကြောင်းအရာတွေကိုပြောတင်လဲဆွေးနွေးတင်လဲလေးလာတင်တာတွေကိုလည်း तू ကပြောကြားခဲ့တယ်။နောက်ပြီးတော့အဲ तू တီထွင်ရေးသားလာတဲ့ပြောတဲ့ဟာတွေကိုလည်းလူတွေနားလည်အောင်ပြောရင်တော့ရှင်းလင်းတင်ပြတယ် interpretation လို့ခေါ်တာပေါ့လေအဲအဲ့ဒါမျိုးလဲသူကလုတ်ပြီးခဲ့တာကိုတွေ့ရတာပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီတဘာဝဒီ ိပ္ပံပေါ် natural science လို့ခေါ်တဲ့ပညာအထူးသဖြင့် zoology တို့ botany တို့ဟိုလိုလိုနေရာမျိုးမှာဒီအထူးသဖြင့် zoology နဲ့ပတ်သက်တဲ့တတ္တပိဒါနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူကအများကြီးသူသူဒေသနာပြုသွားတယ်ပေါ့အဲ့ကြတော့ကျွန်တော်တို့အခုခန္ဓာပိဒါ taxonomy လို့ခေါ်တဲ့ပေါ့တိရစ္ဆာန်ရဲ့အကြောင်းကြီးတို့နောက်တိရစ္ဆာန်ရဲ့သရဝါရီရဲ့ယာစွင်းတွေတို့ဟော အရင်ခေတ်တုန်းကပညာရှင်တွေကအဲ့ဒီလိုမျိုးတဘာဝတွေကပစ္စည်းတွေပေါ့လေတဘာဝတွေကိုဟိုသူတည်တနာမလုပ်ခဲ့ဟိုသူကသူတည်တနာ လုပ်ခဲ့တယ်ပေါ့ အဲ့တော့သူကဘယ်လောက်ထိတောင်းလုပ်ခဲ့ရလဲဆိုရင်ကျွန်တော်တို့ဒီမျိုးစိတ်ပေါင်း species လို့ခေါ်တဲ့မျိုးစိတ်ပေါင်း900ကျော်လောက်ကိုသူကသူ့ရည်နာပြုတ်တယ်သူတို့ရဲ့တမိုင်းတွေရောရာဇဝင်တွေလိလာတယ်ဘယ်လိုဖြစ်လာတယ်လဲအဲနောက်ပြီးတော့အဲဘယ်လိုဘာကြောင့်မို့ဘာအမျိုးဖြစ်တယ်ဆိုတော့ taxonomy လို့ခေါ်တဲ့အတတ်ပညာတွေလည်းပြောရင်တော့ကျွန်တော်တို့အခုခေတ်သုံးနေတဲ့သဘာဝသိပ္ပံမှာသုံးခဲ့တဲ့အတတ်ပညာတွေကို သူကပထမဆုံးပြောရရင်တော့တုံးတက်လိလာသွားပြီးတော့သူတင်ကလုတ်ခဲ့တာတွေ့ရတာပေါ့အဲ့တော့ကျွန်တော်ဟိုကျွန်တော်ကပြောချင်တာကအရစ္စတိုတဲဟိုဟိုဘာကြောင့်ဟိုသူတင်တဲ့ရဲ့ဖန်ခင်ကြီးလို့ဟိုခေါ်ကြတယ်လဲလို့ဟိုဆိုတာကအခုနအရှင်းပြတယ်လို့ပဲသူကသူတင်တဲ့ရဲ့အများကြီးလုံနိုင်ခဲ့တယ်ပြောရရင်တော့ ဘာပစ္စည်းမှမရှိဘဲနဲ့သုတေသနလုံနိုင်ခဲ့တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့တွေကသုတေသနလုံကြတဲ့အချိန်မှာပစ္စည်းမရှိလို့မလုံနိုင်ဘူးဆိုတာမဟုတ်ဘဲနဲ့သုတေသနကို လုံနိုင်တဲ့နေရာနဲ့လုံသွားကြပါလိမ့်မယ်လို့မျှော်လင့်ပါတယ်